AI သုံးပြီး online ကနေငွေရှာမယ်ဆိုတဲ့ video တွေခင်ဗျားတို့တွေ့ဘူးနေကြဖြစ်မှာပါ content creation လုပ်ပြီးငွေရှာတာပဲဖြစ်ဖြစ် product ရောင်းပြီးငွေရှာတာပဲဖြစ်ဖြစ် service ပေးတာပဲဖြစ်ဖြစ်တော်တော်များများ internet ပေါ်က video တွေကအပေါ်ယံတွေပဲပြောပြီးတကယ်တမ်းမှာကြတော့ဘယ်လိုလုပ်ရတယ်ဆိုတာကိုအသေးစိတ်မပြောကြဘူးဒီ video မှာတော့ကျွန်တော်တို့က online ကနေငွေရှာနိုင်မဲ့ website တခုကိုဘယ်လိုတိဆောက်ရမလဲဆိုတာကိုဒုံးဝအသေးစိတ်တော့ပြပေးသွားမှာပါ website ဆိုလို့ code တွေနေအများကြီးရေးရမယ် programming expert ဖြစ်ရမယ်လို့မတွေးလိုက်နဲ့အဲ့ဒါတွေတခုမှမလိုဘူး free AI tools တွေပဲလို့တွေမိုက်တယ်မလားကဲစားလိုက်ကြရအောင်အခုခေတ်မှာ information တွေကတိတ်များ ားလုံးတော့ YouTube video အရှိကြီးတွေ article အရှိကြီးတွေကိုအချိန်ပေးပြီးကြည့်ဖို့ဖတ်ဖို့လုံးဝအဆင်မပြေကြဘူးမဟုတ်လားအကယ်၍ပြားအဲ့လို link တွေကိုထည့်လိုက်တာနဲ့ key points တွေကို AI ကနားလည်လွယ်အောင်ရှင်းပြပြီးမဲ့ website တစ်ခုကိုပတ်စံတပြားမှမသုံးဘဲနဲ့ free AI tool တွေနဲ့ပဲတည်ဆောက်မယ်ဆိုရင်ရောဒီ video ကြည့်ပြီးလို့ရှိရင်ခမားလက်ထဲမှာ multi million dollar တန်တဲ့ AI powered website တစ်ခုကြံခဲ့လိမ့်မယ် ဒီဗီဒီယိုကို YouTube ကကြည့်နေတဲ့လူတွေဆိုရင် Subscribe လုပ်သွားကြပါ Facebook ကလူတွေကတော့ Page ကို Like and Follow လုပ်သွားပေးကြပါဦးကဲ Tutorial မစခင်မှာကျွန်တော်တို့ရဲ့ Website ကဘာတွေလုပ်ပေးနိုင်လဲဘာကြောင့်ဒီလို Website တွေကအသုံးဝင်ပြီးတန်ဖိုးရှိလဲဆိုတာအရင်ဆုံးကြည့်လိုက်ကြရအောင်အခု Screen ပေါ်မှာခင်ဗျားတို့မြင်နေရတဲ့ Website ကတော့ကျွန်တော်တို့ Free AI Tool တွေပဲသုံးပြီးရောတိစောက်ထားတဲ့ Website ပါနာမည်ကတော့ရှင်းပြပါလို့ပေးရတယ်ဒီ Website မှာ User က YouTube Video Link ဒါမှမဟုတ် တခြား website က article link တွေကိုထည့်လိုက်ရုံပါပဲပြီးရင် button လေးကိုနှိပ်လိုက်တာနဲ့ခဏလေးအတွင်းမှာ AI ကအဲ့ဒီ content ရဲ့အဓိကအချက်လက် key points တွေကိုမြန်မာလိုနားလည်လွယ်အောင်အနည်းချုပ်ဖော်ပြပေးသွားမှာပါဒီရှင်းပြပါရဲ့ idea ကိုဘယ်လိုရခဲ့ရလဲဆိုတော့အခုခေတ်မြန်မာလူငယ်တွေကျောင်းသားတွေ content creator တွေအားလုံးအားလုံးပေါ့ဗျာတော်တော်များများကြုံနေရတဲ့ဒီ information overload ပြဿနာကိုဖြေရှင်းပေးခြင်းလို့ကျွန်တော်ကိုယ်တိုင်တော့မှ research လုပ်ရင်ဗီဒီယိုရှေ့ကြီးတွေကြည့်ရစာရှေ့ကြီးတွေဖတ်ရတာအချိန်ကုန်လုံးလို့အမြန်အနည်းချုပ်ပ ေးမယ် tools တခုရှိရင်တိတ်ကောင်းပါပဲလို့ခဏခဏသွေးမိတယ်ဒါကြောင့်မို့ရှင်းပြပါဆိုတဲ့နာမည်နဲ့လိုက်အောင်အချက်လက်တွေကိုတူတူနဲ့လိုရင်းထုတ်ပေးနိုင်မယ် service တခုကိုဖန်တီးဖို့စိတ်ကူရခဲ့ဆိုပါတော့ဗျာ Okay ဒါဆိုရင်ဒီလို website မျိုးကိုလူတွေကတကယ်ရောသုံးကြမှာလားပတ်စံရောတကယ်ရပါမလားလို့မေးစရာရှိတယ်။ဒီလိုမျိုး AI ကိုသုံးပြီးတော့ text တွေ content တွေကို process လုပ်ပေးတယ်။လုပ်ငန်းတွေကနိုင်ငံတကာမှာအရန်ကိုအောင်မြင်နေပါတယ်။ဥပမာအနေနဲ့ကြည့်မယ်ဆိုရင် TLDR desk တို့ Resumaru လို့ website တွေဆိုရင်စီးပွားရေးအရန်ကိုအောင်မြင်ပြီးတော့တစ်လောက်ကိုဒေါ်လာထောင်ချီပြီးဝင်နေကြတယ်။ဒီလို AI tools တွေက user တွေအတွက်အချိန်ကုန်တက်တာစေပြီး productivity တက်စေတဲ့အတွက်အရန်ကိုလူကြိုက်များတယ်။ဒါတော့မှသူတို့ဟာ article တွေကိုပဲ summarize လုပ်ပေး တာဒီ tutorial ထဲမှာပါတယ် website က article အပြင် YouTube video တွေကိုပါ summarize လုပ်လို့ရတယ်ဆိုတော့အရင်က potential ရှိတယ်။ကဲအခုဆိုရင် website ရဲ့ concept သူ့ရဲ့အသုံးဝင်ပုံနဲ့ potential ကိုခင်ဗျားတို့သဘောပေါက်လောက်ပြီထင်တယ်။အဲ့တော့ tutorial ကိုစလိုက်ကြရအောင်။ loose get okay ထုံးစံအတိုင်း bold.new ကိုအရင်ဆုံးသွားမယ်။ဒီမှာကကုတ် တကြောင်မှရေးစရာမလိုပဲ website တွေလုပ်လို့ရတယ်။ဒီ AI tools က prompt ကောင်းကောင်းပေးတဲ့ရင် professional level website တွေအထိထုတ်လို့ရတယ်။ပထမဆုံးအနေနဲ့ကျွန်တော်တို့တေချာ research လုပ်ထားပြီးတော့တလားတီတီအချိန်ယူပြီးပင်ပင်ပန်းပန်းကို engineering လုပ်ထားတဲ့ special prompt တစ်ခုကိုထည့်လိုက်မယ်။ဒီ prompt လေးကို ထည့်လိုက်တာနဲ့ကျွန်တော်တို့ရဲ့ website က69ရာခိုင်နှုန်းလောက်ပြီးသွားပြီလို့ပြောလို့ရတယ်ဒီလို gotia prompt တွေရဲ့အစွမ်းပေါ့ဗျာဒါပေမဲ့ဒီလို level မြင့်တဲ့ prompt တစ်ခုရဖို့ဆိုတာလွယ်တော့မလွယ်ဘူးဗျာ trial and error တွေအစဉ်အဆက်အများကြီးလုပ်ခဲ့ရတယ်ကိုလိုချင်တဲ့ result အတိအကျမရမချင်းလုံးဝအသေးစိတ်ပြင်ဆင်ခဲ့ရတာဒီလိုအချိန်တွေအများကြီးအများကြီးပေးဆက်ခဲ့ရတယ်ဒီလို prompt မျိုးကိုခင်ဗျားတို့ဘယ်မှမသွားရှာလို့မရဘူးဗျာအခုဒီမှာသုံးထားတဲ့ prompt ကိုကျွန်တော်တို့ AI code lab ကထုတ်ထားတဲ့လက်ဆွဲစာအုပ် handbook ထဲမှာထည့်ထားပြီးတယ်အရင်ကဝယ်ထားတဲ့လူတွေကိုလည်း updated version တွေကိုကျွန်တော်တို့ဇက်တိုက်ပို့ပေးနေပါတယ်အကယ်၍မရသေးဘူးဆိုရင်တော့ကျွန်တော်တို့စီမှာ messenger ်ဂျာမှာလာပြီးပြောပေးပါဗျာပို့ပေးရတဲ့လူကများတော့ကြံခဲ့မှာဆိုလို့ပါဟန်ဖုတ်ကဘာလဲဆိုတာခဏခဏမေးကြတော့ကျွန်တော်အခုနည်းနည်းလေးရှင်းပြပေးမယ်ဗျာအဲ့ထဲမှာ website တစ်ခုတည်ဆောက်ဖို့အတွက်ကိုလိုအပ်တဲ့ special prompt တွေပါမယ်ဒီ website ကိုလူသိများအောင်လုပ်ဖို့အတွက် market ထဲမှာနေရာတနေရာရဖို့အတွက်ကို digital marketing prompt template တွေလည်းပါမယ်နောက်ပြီးတော့ customer တွေကိုပုံမှန်ဆွဲဆောင်နိုင်ဖို့ thumbnail လက်လာလေးတွေဓာတ်ပုံလက်လာလေးတွေထုတ်ဖို့အတွက် image generation prompt template တွေလည်းပါဒါတွေတင်မဟုတ်သေးဘူးဒီလို special prompt တွေကိုဘယ်လိုမျိုး engineer လုပ်ရမလဲဘယ်လိုတည်ဆောက်ရမလဲဆိုတဲ့နည်းလမ်းတွေအပြင်ဘာတွေလုပ်သင့်တယ်ဘယ်လိုဟာတွေကိုရှောင်ရှားရမလဲဆိုတဲ့ ချက်အလက်တွေလည်းအကုန်အပြည့်စုံထည့်ထားပြီးတယ်။နောက်ထပ်နောက်ထပ်အခုလို powerful ဖြစ်တဲ့ special prompt အသစ်တွေကိုထပ်ထည့်ပြီးွားရင်လည်း handbook version အသစ်တွေကိုပါ lifetime access ပေးွားအောင်ပါ။စဉ်းစားကြည့်ဗျာဒီလိုမျိုး online business တစ်ခုစပို့အကုန်အစုံပါတဲ့ full package တစ်ခုလုံးမှာ2000ကျွဲတည်းဗျာတန်ချက်ပဲ။ကဲအခုဆိုရင် bold ကလည်းခုတ်ရေးရပြီးွားရည်ဆိုတော့ကျွန်တော်တို့လုံးဆရာရှိတာခင်ဗျားတို့ရဲ့ကိုပိုင် API keys တွေကိုထည့်ရုံပဲ။ဒါကလည်းဘာမှခက်ဘူး။စိတ်မပူနဲ့ကျွန်တော်တို့တဆင့်ချင်းစီတေချာတင်ပေးမယ်။ဒီ video တွေရအတိုင်းတတွေ့မသိမ်းလိုက်လို့ရုံပဲ။စလုံးအညီတွေမြင်လို့မလန့်သွားနဲ့။ဒီ error ရာကိုမြင်ရင်ခင်ဗျားလုံးနေတာမှန်တယ် Google မှာ clock လို့ရိုက်ရှာလိုက်မယ်ပြီးရင်တွေ့တဲ့ပထမဆုံး link ကိုဝင်မယ်ညာဘက်အပေါ်တောင်းမှာရှိတဲ့ sign in ဆိုတဲ့ button လေးကိုနှိပ်လိုက်မယ်ဒီမှာ sign in option တွေအများကြီးရှိတယ်ခင်ဗျားတို့ကြိုက်တာယူကျွန်တော်ကတော့ Google နဲ့ပဲဝင်မယ် ခင်ဗျားတို့ login ဝင်ပြီးတာနဲ့ဒီ screen ကိုတွေ့လိမ့်မယ်ကျွန်တော်တို့ application name ကရှင်းပြပါဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ text field ထဲမှာရှင်းပြပါလို့ထည့်လိုက်မယ်ကျန်တဲ့ option တွေကိုတော့ဒီတိုင်း default အတိုင်းပဲထားမယ် create application ကိုနှိပ်လိုက်ရင်အခုမြင်နေရတဲ့နေရာကိုရောက်သွားမယ်ကျွန်တော်တို့က API key ကိုယူမှာဆိုတော့နံပါတ်1နေရာ set your clock API key ဆိုတဲ့ဟာကိုတွေ့ရမလား copy ဆိုတဲ့ button လေးကိုနှိပ်လိုက်မယ် okay အခု bold ကိုပြန်သွားမယ်ပြီးရင် screen မှာပြထားတဲ့ code ဆိုတဲ့ button လေးကိုနှိပ်လိုက်မယ် .env.local ဆိုတဲ့ file ကိုရှာပြီးတော့ခုနက copy ကူးထားတဲ့ code ကိုကျွန်တော်ပြထားတဲ့အတိုင်း paste လိုက်ပါ okay အခုဆိုရင်ကျွန်တော်တို့ website က login register လုပ်လို့ရသွားပြီအခုအချိန်နေရာလူတိုင်း register လုပ်ပြီးသုံးလို့ရနေတယ်ဒါပေမဲ့ပတ်စံပေးထားတဲ့လူတွေပဲ register လုပ်ပြီးတော့သုံးလို့ရအောင်လို့ဘယ်လိုလုပ်ကြ မလဲဒီနေရာမှာကျွန်တော်ဒီ website ရဲ့ monetization flow ကိုရှင်းပြပေးမယ်အကောင့်လုတ်ခြင်း KB ကနေပတ်စံလွဲ screenshot ရိုက်ပြီးတနေရာကနေပို့ခိုင်းလိုက်ဥပမာ messenger တို့ telegram တို့ကနေပို့ခိုင်းပြီးရင်အဲ့ဒါကိုကိုယ်က confirm လုပ်ပြီးတော့ဒီလူရဲ့ email ကို registration လုပ်ဖို့အတွက် invite လုပ်ပေးရမယ်ဘာလို့ဒီ monetization flow ကိုရွေးရလဲဆိုတော့မြန်မာပြည်မှာ KB တို့ဘာလို့ပဲအသုံးများပြီးတော့တခြားနိုင်ငံခြား payment option တွေနဲ့ချိတ်ရတာအခက်အခဲရှိတဲ့အတွက်ကြောင့်မလို့လူတိုင်းအတွက်အဆင်ပြေနိုင်မယ် demonetization flow ကို implement လုပ်ရတာဖြစ်တယ်အခု registration လုပ်တဲ့ flow ကို invite only ဖြစ်သွားအောင်ဘယ်လိုလုပ်ရမလဲဆိုတာကို ျွန်တော်ပြောပြပေးမယ်ကျွန်တော်တို့ပထမရှိမှာ EBI ကြီးသွားယူတယ် Clark website ကိုပြန်သွားမယ် screen မှာပြထားတဲ့အတိုင်း configure ဆိုတဲ့ tab လေးကိုနှိပ်မယ်ပြီးရင်အဲ restriction ဆိုတဲ့ button ကိုနှိပ်ပြီးတော့ sign up mode မှာ restricted ဆိုတာကိုရွေးပြီးအောက်မှာပေါ်လာတဲ့အစင်းရောက် button လေးကိုနှိပ်လိုက်ရင်ရပါပြီကဲအခုဆိုရင်ကျွန်တော်တို့ website က invite only တော့ဖြစ်သွားပြီပတ်စံလွှဲထားတဲ့လူတွေတော့ register လုပ်ဖို့ဘယ်လို invite လုပ်မလဲဆိုတာကိုပြောပြပေးတော့မယ် Clark website ကိုပြန်သွားမယ်ပြီးရင် configure ရဲ့ဘေးက invitation ဆိုတဲ့ tag ကိုနှိပ်လိုက်မယ်အဲ့ဒါပြီးရင်တော့ screen မှာမြင်ရတဲ့အတိုင်းပတ်စံလွှဲထားတဲ့လူရဲ့ email ကိုထည့်ပြီးတော့ invite လုပ်လိုက်ရုံပါပဲ။ကဲဒါပြီးရင်တော့ Gemini API key ကိုတွားယူဖို့အတွက် Google မှာ Google AI Studio လို့ရိုက်ရှာလိုက်မယ်။ပြီးရင်ပထမဆုံးသူရဲ့ link ကိုဝင်လိုက်မယ်။ Scrum မှာပြလာတဲ့အတိုင်းညာဘက်အပေါ်ထောင်းက get API key ဆိုတဲ့ cloud လေးကိုနှိပ်လိုက်ပါ။ရှိပြီသား existing project မှာ create လုပ်ရင်လည်းရတယ်။ဒါမှမဟုတ် project အစ်စ်မှာ API key အစ်စ်ကို create လုပ်ရင်လည်းရတယ်။ဒါတော့ခင်ဗျားတို့ကြိုက်တာရွေးလို့ရပါတယ်။ပြလာတဲ့ API key ကို copy ကူးမယ်။ပထမတစ်ခေါက်လုံးကလိုပဲ bold ထဲက env.localfile ထဲမှာသွားပြီးတော့ paste လုပ်မယ်။ကဲနောက်ထပ်သဆင့်ကတော့ကျွန်တော်တို့ database နဲ့ချိန်မယ်။ထုံးစံတိုင်းမှာ Google မှာ Firebase လို့ရိုက်ရှာလိုက်မယ်။ပြီးရင်တွေ့တဲ့ထိတ်ဆုံးက link နဲ့ဝင်လိုက်မယ်။ညာဘက်အပေါ်တောင်းက go to console ဆိုတဲ့ cloud လေးကိုနှိပ်လိုက်ပါ။ screen မှာပြလာတဲ့အတိုင်း get started ဆိုတာကိုနှိပ်ပြီးရင် project ရဲ့နာမည်ကိုထည့်။ဒီညမှာခင်ဗျားတို့ကိုကြိုက်တဲ့နာမည်ကိုထည့်လို့ရတယ်။ပြီးရင်တော့ကျွန်တော်လုတ်ပြလာတဲ့အတိုင်းတဆင့်ချင်းကြည့်ပြီးတော့ like လုပ်လိုက်အောင်ပါပဲ။အရင်မြန်နေရင်ဒီညမှာ video ခဏရက်ပြီးတော့ဖြည်းဖြည်းချင်း like လုပ်ပါ။ကဲအခု Firebase project လေး create လုပ်ပြီးသွားပြီဆိုတော့ ့ဒီ Firebase ရဲ့ API key ကိုယူမယ်။ဘယ်ဘက်အပေါ်ထောက်နာမှာရှိတဲ့ project overview ရဲ့ bay ကဆက်သွားပုံလေးကိုနှိပ်ပြီးတော့ project setting ဆိုတာကိုယူလိုက်ပါ။ပြီးရင် screen မှာပြလာတဲ့အတိုင်း service account ဆိုတဲ့ tag လေးကိုနှိပ်လိုက်ပါ။ပြီးတော့ရနော် generate new private key ဆိုတဲ့ button ပြရအောင်လေးကိုနှိပ်လိုက်ရင် file တစ်ခုကို download ဆွဲထားပါလိမ့်မယ်။ download ဆွဲပြီးရလာတဲ့ file ကို test editor တစ်ခုခုထဲမှာဖွင့်လို့ရတယ်။ကျွန်တော်ကတော့ VS Code ကိုတုံးပြီးရနမူနာပြထားပါတယ်။ FI ကိုဖွင့်လိုက်ရင်အခုမြင်ရတဲ့လိုမျိုး code တွေတွေ့ ရလိမ့်မယ်။အဲကုတ်တွေအကုန်လုံးကိုဆက်လက်မှတ်ပြီးတော့ copy ကူးလိုက်ပါ။ပြီးတော့ရင် Google မှာ mini file လို့ရိုက်ရှာလိုက်ပါ။ပြီးရင်တွေ့တဲ့ပထမဆုံး link တွေကိုဝင်အဲ website ထဲမှာသွားပြီးတော့ခုန copy ကူးလာတဲ့ကုတ်တွေကို paste လုပ်လိုက်ပါပြီးရင်တော့ကြာလာတဲ့အချိန် JS ဆိုတာလေးကိုရွေးပြီးတော့အဲ minify လို့နှိပ်ပေးလိုက်ရင်ရပါပြီအဲဆိုရင်အဲကုတ်တွေအကုန်လုံး copy ပြန်ကူးမယ်ပြီးတော့ရင်ထုံးစံတိုင်းဘုတ်ထဲမှာသွားပြီးတော့ .env.local file ထဲမှာကျွန်တော်ပြလာတဲ့အချိန် page လောက်လာမယ်။ဒါတွေအားလုံးပြီးသွားရင်တော့ကျွန်တော်တို့ဒီ project file ကို download ဆွဲဖို့ပဲကြံပါတော့တယ်။ project download ဆွဲဖို့အတွက်ဆိုရင်ညာဘက်အပေါ် down မှာရှိတဲ့ export ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါ။အဲဒါဆိုရင် download ဆိုတဲ့ button ကိုတွေ့ပါလိမ့်မယ်။အဲဒါလေးကိုနှိပ်ပြီးတော့ download ဆွဲလိုက်အောင်ပါပဲ။ကဲအခု project file လည်း download ဆွဲပြီးသွားပြီဆိုတော့ကျွန်တော်တို့လုပ်ရရှိရာတစ်ကဘာလုံးက user တွေတုံးလို့ရအောင် website ကို host လုပ်ဖို့ပဲကြံပါတော့တယ်။ဒီနေရာမှာ website တစ်ခု host လုပ်ဖို့အတွက်ဆိုရင် service တွေနီးလန်းတွေအမျိုးမျိုးရှိတယ်။ဒီ video မှာတော့ကျွန်တော်က ဗာဆဲကိုတုံးပြီးတော့ free ဘယ်လို host ရမလဲဆိုတာကိုပြောပြပေးသွားမယ်အရင်ဆုံးခင်ဗျားတို့စီမှာ GitHub account တစ်ခုရှိဖို့လိုတယ် GitHub account register လုပ်တာကတော့တာမန် social media website တွေမှာ account register လုပ်တယ်လို့ပဲဘာမှခက်ခက်ခဲခဲမဟုတ်တော့ကျွန်တော်တူ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 ရှင်းပြမနေတော့ဘူး GitHub ဆိုတဲ့ website ကိုသွားပြီးတော့ account register လုပ်လိုက်ကြပါပြီးရင် repository အသစ်ဆောက်ပြီးတော့ ခုန download ဆွဲထားတဲ့ project ကို air repository ထဲကို upload လုပ်ပေးပါ repository မစောက်တတ်တာလို့ကို upload မလုပ်တတ်တာလို့ဆိုရင်တော့ကိုယ့်အကို YouTube tutorial လေးကြီးကြည့်ပြီးတော့လုပ်ကြည့်ကြပါဘာမှခက်ခက်ခဲခဲတော့မဟုတ်ဘူး YouTube မှာ tutorial တွေအများကြီးရှိရယ်ကဲဒီအဆင့်တွေအကုန်ပြီးွားပြီဆိုရင်တော့ကျွန်တော်တို့ verse မှာ host လုပ်ဖို့တော့ ready ဖြစ်ပါပြီ ထုံးစံတိုင်း Google မှာ vasel.com လို့ရိုက်ရှာပြီးတော့ vasel website ထဲကိုသွားလိုက်ပါပြီးရင် start deploying ဆိုတဲ့ button လေးကိုနှိပ်လိုက်မယ်ဗီဒီယိုထဲမှာတွေ့တဲ့အတိုင်း connect with github ဆိုတာကိုထပ်နှိပ်ပါအဲ့ဒါဆိုရင်ခင်ဗျားတို့ github account နဲ့ vasel နဲ့ချိတ်သွားပြီးတော့ github ထဲမှာရှိတဲ့ repository တွေကိုမြင်နေရလိမ့်မယ်ခင်ဗျားတို့ host ချင်တဲ့ repository ကို import လုပ်ပေးလိုက်ပါဒီနေရာမှာတော့ကျွန်တော်တို့ကရှင်းပြပါ website ကို host ချင်တာဖြစ်တဲ့အတွက်ရှင်းပြပါဆိုတဲ့ repository ကိုရွေးပေးလိုက်တယ်ပြီးရင် .env.local file နဲ့အကောက်တွေအကုန်လုံးကို copy ကူးပါဘတ်ဆဲကိုပြန်သွားပြီးတော့ button output setting တွေက instruct command ကိုဗီဒီယိုမှာကျွန်တော်ပြလာတဲ့အတိုင်းလေးရိုက်ထည့်ပေးလိုက်ပါနောက်တစ်ဆင့်အနေနဲ့ကတော့ environment variables ထဲမှာ key ဆိုတဲ့နေရာမှာ cursor ချပြီးတော့ခုန copy ကူးလာတဲ့ code တွေကို paste လုပ်ပြီးတော့ deploy ဆိုတဲ့ button လေးနှိပ်ပေးလိုက်ရုံပါပဲ။ကဲဒီ deployment process ပြီးသွားပြီဆိုတာနဲ့ခင်ဗျားတို့ရဲ့ website ကိုတစ်ကဘာလုံးကလူတွေအကုန်လုံးသုံးလို့ရပြီပဲဖြစ်ပါတယ်။နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ handbook မဝယ်ထားတဲ့လူတွေအတွက်လည်းအဆင်ပြေအောင်ဒီ website ရဲ့ source code ကိုကတော့ကျွန်တော်တို့ description ထဲမှာ free link ချထားပေးပါတယ်။ကဲ website ရပြီဆိုရင်တော့ငွေဝင်ဖို့အတွက်ခင်ဗျားတို့လောက်ရမှာကိုယ့်ရဲ့ website ကို marketing နိုင်နိုင်ဆင်းဖို့ပဲလိုပါတယ်။ဒီ special promo ကိုပဲသုံးပြီးတော့ကျွန်တော်တို့ AI Code Lab အတွက်တည်တံ့လောက်ထားတဲ့ website ကို ိုတုံးကြည့်ကြတယ်ဆိုရင်လည်း description ထဲမှာ link ရှိပါတယ်ကျွန်တော်ရှေ့မှာ database ဘယ်လို create လုပ်ရလဲဆိုတာကိုပြောပြဖို့ကြံခဲ့လို့အခုပြောပြတာပဲပါတယ် firebase ထဲမှာ database ရှောက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဘယ်ဘက်မှာရှိရဲ build ဆိုရဲ drop down option လေးကိုနှိပ်လိုက်ပါပြီးရင် video မှာပြလာတဲ့အတိုင်း firestore database ဆိုတာကိုနှိပ်မယ် create database ကိုနှိပ်ပြီးရင် next ကိုနှိပ်အဲ့ပြီးသွားရင်တော့ကျွန်တော်တို့အခု start in test mode ကိုရွေးပေးမယ်အဲ protection mode ကိုတော့နောက်မှပြန်ပြောင်းလို့ရပါတယ်